တန်ရတဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါတယ် Happy birthday အမေစုဆိုတဲ့ video လေးတွေပေးပို့ကြပြီလားတရက်ခွဲတန်သေးတယ်နော်ဒီနေ့18ရက်ဆိုတော့ဒီနေ့ရဲမနေ့ဖြန်ရေပေါ့နော်မနေ့ည8တဲ့အချိန်ထိဆိုလို့ရှင်တော့9တောင်းခွဲသွားပြီပေါ့နော်ဒီနေ့ကတော့မထွက်သေးဘူးဆိုတော့မသိသေးဘူး6တောင်းနီးပါတော့ရှိသွားပြီလို့ထင်တယ်ဆိုတော့ကျွန်တော်နည်းနည်းလေး စ조사အထောက်ဖို့လိုအပ်ပါသေးတယ်ဆိုတဲ့အကြောင်းပြောချင်တယ်။တချို့ကျတော့ပြောတယ်။ထိုင်းမှာရှိတယ်၊မလေးရှားမှာရှိတယ်မပို့တတ်ဘူးလို့ပြောတယ်။ထိုင်းနေမှာမလေးရှားတွေဆိုတာကလွတ်လပ်တဲ့နေရာဖြစ်တယ်။ဒါကြောင့်ကိစ္စမရှိဘူးကိုယ့်ရဲ့တငယ်ချင်းတွေကိုဘလို့လောက်ရတယ်လေဆိုတော့မေးဖို့လိုတယ်လေ။မဟုတ်ဘူးလားမသိဘူးမသိဘူးနဲ့တော့လုံးလုံးမရဘူးမြန်မာပြည်မှာတကယ်ပဲမလုံခြုံတဲ့နေရာမှာရှိတဲ့သူတွေတော့မပြောချင်ပါဘူးဒါမဲ့ကိုကလုံးလုံးခြုံခြုံနေရှိတယ်မြန်မာနိုင်ငံနဲ့လည်းကိစ္စမရှိဘူးဆိုလို့ရှိရင်တော့ နော်မျက်နှာမဖော်ချင်တဲ့ကိစ္စမရှိဘူးမျက်နှာအုပ်တာမျိုးတွေလည်းရတယ်ပြီးလို့ရှိရင်ပမ်ပင်တွေတဘာဝခင်းတွေကိုလှုပ်ပြီးမှလည်း happy birthday အမေစုဆိုတဲ့ဥစ္စာကိုတကယ်ပဲစိတ်အားသက်သာနေဆိုလို့ရှိရင်တော့ထိုင်းမှာမလေးရှားတွေမှာရှိပြီးမှမလှုပ်တတ်ဘူးဆိုတာတော့တိတ်ပြီးမှတဘာဝမဆန်ဘူးလို့တော့ထင်တာပဲအဲ့လိုထင်တယ်နော်ပြီးနောက်တစ်ခုကတော့အင်ကြီးပြတဲ့ပိတ်နဲ့ပန်းတဲ့ပိတ်ကိုလည်းတစ်ခါပြန်မှပြောချင်တယ် ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့သူတွေကလုံးဝမလုပ်တာကောင်းပါတယ်။အခုဒီဘောမာတွေကပြောတယ်အင်ဂျီအပြာနဲ့ပန်ပန္ဒာကတော့တခြားရက်တွေမှာကိစ္စမရှိပါဘူး။ဒါပေမဲ့ဂျွန်16ရက်နေ့မှာပန်ပန္ဒာတွေအင်ဂျီအပြာဝတ်တယ်ဆိုလို့ရှိရင်တော့တရင်ပေးပို့ကြပါဆိုပြီးမှဘောမာတွေပြောနေကြတယ်။ပန်လေးပန်ပြင်းမှကျွန်တော်အောင်ပွဲကြီးရောအောင်သွားတာမဟုတ်ဘူး။အင်ဂျီအပြာဝတ်ပြင်းမှကျွန်တော်တော်လိုင်းရဲအောင်သွားတာမဟုတ်ဘူး။ကျွန်တော်မှာဆက်ဆက်ရမယ့်အလုပ်တွေအများကြီးရှိသေးတဲ့အတွက်ကြောင့်မြန်မာနိုင်ငံမှာခွေးတွေနဲ့နီးစပ်တဲ့နေရာမှာ ှိတဲ့သူတွေလုံးဝမလောက်ကြပါနဲ့လို့ကြွားရဲ့သဘောအနေနဲ့တော့အဲ့လိုပြောချင်တယ်ဒါပေမဲ့ကြွားကတော့နော် passive ကောင်းဆောင်မဟုတ်တဲ့အတွက်ကြောင့်လုံးဝမလောက်ရဘူးလို့ကြွားမဆိုလို့ချင်ပါဘူးဒါပေမဲ့မလောက်ရင်တော့ကောင်းတယ်တော်လာရဲကိုအများကြီးတွားရမှာဖြစ်တယ်ပန်းပန်လို့ထောင်ထဲဝင်တွားရင်တော်လာရဲအတွက်အကျိုးမရှိတော့ကို့မိသားစုကို့ရဲ့လူမျိုးအတွက်လည်းအကျိုးမရှိပါဘူးနော်အင်ဂျီအပြာနဲ့ပန်းကိုလွတ်မြောက်တဲ့နေရာမှာရှိတဲ့သူတိုင်းကတော့လောက်ရအောင်လို့တိုက်တွန်းချင်တယ်။ဒါပေမဲ့ ခွေးပစက်နားမှာရှိတဲ့သူတွေမလုပ်တာကောင်းပါတယ်ဒီပန်းပန်ပြီးတော့ကျွန်တော်တော်လာရဲအောင်တော့တာမဟုတ်တလို့အင်ဂျီရဲ့ပြာဖို့ပြင်မှလည်းတော်လာရဲအောင်တော့တာမဟုတ်သေးပါဘူးဆက်လျှောက်မဲ့လမ်းထဲမှာတင့်ကိုကြုတ်ကိုလိုအပ်သေးပါတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်နော် ်ဆိုတော့ဒီနေ့အတွက်ပထမဦးဆုံးသတင်းတပုတ်နည်းနည်းကတော့ຫນွေဥမေကြိုက်တဲ့သတင်းလေးနဲ့စချင်တယ်။ဘာကြောင့်လဲဆိုစုပေါင်းချင်းမလို့ကြိုက်တာပါနော်။စုပေါင်းချင်းကတော့အများရန်ကြိုက်ပြီးသားဆိုတော့အခုဒီရွှေဘူခရိုင် MOD တတ်ရင်6ခုကနေမှစစ်ရဲကိစ္စတတ်ရင်အခြေခံကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးမှသဘောတူခဲ့ကြတယ်ဆိုပြီးမှထုတ်ပြန်ထားတယ်ဒါတွေကဘာလို့လဲဆိုတော့ဒီရွှေဘူခရိုင်အမတ်15 16 23 26 1901,9,906ဒီတက်ရင်6ခုကနေမှပူပေါင်းပြီးတော့စီရဲကိစ္စတက်ရင်အခြေခံကိစ္စတွေနဲ့ပတ်သက်ပြီးတော့အတူတူကပူပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးမှသဘောတူညီချက်လုပ်ထားတယ်ဆိုတဲ့အရာကိုတွေ့ရတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်။နောက်တဲ့င်းအတူတခုအနေနဲ့ကတော့ပကန်စီရဲထဲမှာဒီမနက်ဂျွန်လ18ရက်နေ့အစောကြီးမှာမော်စီစာမှာစစ်ခွေးတွေနဲ့ KIA ပူပေါင်းတော်လိုင်းရဲဒီဘက်ကနေမှတိုက်ပွဲတွေဖြစ်ကြတဲ့အဲ့ထက်မှစစ်ဘူကြီးတကောင်အပါဝင်ခွေးစုစုပေါင်း20မတာပေါ်သွားတယ်ဆိုတာသိရတယ်။ကြံတဲ့ခွေးတွေကတော့တည့်ရတိုင်းပဲအဲခွေးပြွက်ဝက်ပြပြသွားတယ်။ဖွက်ကမှရှိတဲ့မော်1ကြီးနဲ့မော်1ကလေးမှာမနေ့ကဂျွန်16ရက်နေ့ညနေပိုင်း၄နာရီကနေစပြီးတော့တိုက်ပွဲတွေအဲပြင်းထန်နေတယ်ဆိုတာကိုသိရတယ်။မနေ့ကမနေ့အထိတော့သူတို့ကတိုက်ပွဲတွေမရှိဘူး။ဒါပေမဲ့ဖကန်ဘက်ကနေမှလာတဲ့စစ်ခွေးတွေကတော့ဒီမော်1 ကလေးမှာရှိတဲ့ကျွန်တော်ခရီးရန်ဖျားကြောင်းထဲမှာဝင်ရောက်ပြီးတော့တတ်ဆွဲလာတယ်။ဒါကြောင့်အခုတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကြောင့်မော်ဝမ်ကလေးကပြည်သူတွေကဖက်ကန်ဘက်ကိုစီဆောင်နေကြတယ်ဆိုတာလည်းသိရှိရတယ်။အခုဒီဖက်ကန်မှာကစစ်ရေးတွေဘလို့ဖြစ်နေတယ်လဲဆိုတော့အခု KIA ဒီဘက်ကနေမှအတော်လေးကင်တွင်ရခဲ့တဲ့အခြေအနေဖြစ်တဲ့ဒါကဘာလဲဆိုတော့ KIA တွေကနေမှစစ်ခွေးတွေကိုပစ်လိုက်ပြီဆိုလို့ရှိရင်တော့စစ်ခွေးတွေကပြည်သူတွေကို drone တွေချတယ်လမ်းသွားလမ်းလာတွေကိုပစ်ခတ်တယ်ဆိုတော့အခုမေလ26ရက်နေ့မှာပဲစစ်ခွေးတွေကဖက်ကန့်ကိုရောက်လာတယ်အခုဒီနေ့မှာပဲဂျွန်ဆက်ခွန်ပဲရှိသေးတယ်နော်ရက်ပေါင်း20တောင်မပြည့်သေးတဲ့ချိန်မှာစစ်ခွေးတွေကပြည်သူ32ယောက်ကိုပစ်တက်လိုက်ပြီဆိုတာကိုသိရတယ်ဘယ်လိုမျိုးတွေကိုပစ်တက်တယ်လဲဆိုတော့ သူတို့စစ်ရှုံးပြီးပြန်လာတဲ့အခါမှာသူတို့နဘဲမှာဖြတ်တန်းသွားတဲ့ဆိုင်ကယ်စီးတဲ့သူတွေလူတယောက်ကိုကြည်လိုက်လို့ရှိရင်မျက်နှာအမူအရာကသူတို့ကိုကြောက်တလို့လို့နော်မခေါ်ချင်းတလို့လို့မပြောချင်းတလို့မကြည့်ချင်းတလို့လို့ဖြစ်တဲ့သူတွေကိုလည်းပြစ်တတ်တယ်လို့ပြောတယ်ပြီးနောက်တစ်ခုကတော့သူတို့မတင်ကြတဲ့သူတွေကိုလည်းပြစ်တတ်တယ်ဆိုတော့အခု KIA ဒီကသူတို့ကိုချမယ်ဆိုလို့ရှိရင်သူတို့ကပြည်သူတွေကို ပြစ်တတ်တယ်ဖကတ်မှာရှိတဲ့ပြည်သူတွေကစစ်ရှောင်မယ်ဆိုလို့ရှင်နဲ့ခက်ခဲတဲ့ဒုက္ခတွေအများကြီးရှိတယ်ဘာကြောင့်လဲဆိုတော့ဖကတ်ကနေမှမြစ်တနာပဲဖြစ်ဖြစ်အင်ဒိုဘက်ကိုပဲဖြစ်ပြန်မဲ့လမ်းနလမ်းပဲရှိတယ်အခုအင်ဒိုဘက်မှာလည်းစစ်ခွေးတွေကနေဖကတ်ကိုမတက်နိုင်ဘဲနဲ့တောင်းတင်းနေတဲ့စစ်ခွေးတွေလမ်းမှာရှိတယ် ကာမိုင်းလမ်းဘက်ဆိုလို့ရှိရင်လည်း KIAD ဘက်ကနေလမ်းပိတ်ထားတယ်တကယ်လို့ဒါဒီစစ်ဆောင်တွေကိုကာမိုင်းမြစ်ကျွန်းတော်မိုးကောင်းဘက်ကိုပြန်ခိုင်းလိုက်မယ်ဆိုပြီးမှလမ်းဖွင့်လိုက်တယ်ဆိုလို့ရှိရင်စစ်ခွေးတွေကပြည်သူတွေကိုလူသားတိုင်းလို့ပြီးမှဖျက်သွားမှလည်းကြောက်တယ်အဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့ဖကတ်မာကတိုက်ပွဲကြီးကြီးလေးလုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းစစ်ခွေးတွေကပြည်သူတွေကိုပြစ်တတ်တယ်ကုမ္ပဏီတွေကိုလည်းမီးရှို့တာတွေ drone တွေပြစ်တာတွေဒါမျိုးလောက်လာတယ်ဒါကြောင့်ဖကတ်မှာက KIA ဒီဘက်ကနေမှအတော်လေးကိုင်းတွေရခက်ခဲနေတဲ့အခြေအနေဖြစ်နေတယ်လို့လည်းကြွားပြောချင်တယ်ပြီးတော့နောက်တစ်ခုကတော့ KIA ဒီတိုက်ခိုက်သိမ်းပိုက်ပြီးတာဖြစ်တဲ့ Cambodia နဲ့အထူးဒေတာတစ်ဘက်ကိုလည်းပဲစစ်ခွေးဒီဘက်ကနေမှအထူးစစ်ဆင်လာတယ်တိုက်ပွဲတွေတော့မဖြစ်သေးဘူးဒါပေမဲ့မြစ်ကျနာ white mode ဘက်မှာစစ်သားတွေအတော်လေးစုဆောင်းနေတဲ့အပြင်ထွက်လို့တောင်မရတဲ့အခြေအနေဖြစ်နေတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ် ိုတော့အခုကြွရုံတော့သတင်းတပုတ်အနေနဲ့ကတော့မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီညီလာခံနဲ့ပတ်သက်ပြီးတော့နရက်တာကျင်းပခဲ့တဲ့အိုက်ထဲမှာသူကိုစလေပေါင်း196ဦးတက်ရောက်ခဲ့တယ်ဆိုတာသိရတယ်အိုက်ထဲမှာအမျိုးသားညီညွတ်ရေးအတိုင်းပင်ခံကောင်စီအမျိုးသားညီညွတ်ရေးအစိုးရ ကရင်ပြည်အတိုင်ပင်ခံကောင်စီနဲ့နှွေးဦးတော်လိုင်းရဲ့အင်အားစုခေါင်းဆောင်များကနေမှတက်ရောက်ပြီးတော့မင်းကွန်းနေလဲပြောကြားခဲ့တယ်။အဲ့နေရတာပြုတ်လုခဲ့တဲ့ညီလာခံထဲမှာရှစ်လုံငန်းစဉ်၄ရက်ကိုချမှတ်နိုင်ခဲ့တယ်ဆိုတော့ကိုသိရတယ်။အဲ့ထဲမှာရှစ်လုံငန်းစဉ်၄ရက်ထဲကနေမှတခုကတော့ဒီမွန်ပြည်နယ်ထဲမှာမြို့နယ်ပေါင်း၁၀ခုရှိတယ်။အဲ့မြို့နယ်ပေါင်း၁၀ခုကိုအခြေခံပြီးတော့ရွေရွေချက်တူညီတဲ့သူဘဝတူညီတဲ့တော်လိုင်းရဲ့အင်အားစုတွေနဲ့ အစုပေါင်းပြီးတော့မွန်ပြည်နယ်ဖက်ဒရယ်ယူနစ်ပေါ်ပေါက်ရဲ့အတွက်ဒီဒေါ်လာရဲ့ကာလမှာမွန်ပြည်နယ်ခြားတာတရက်ကို ရေးဆွဲနိုင်ရန်ဖြစ်တယ်ဒုတိယချက်နေနဲ့ကတော့2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီမှာစစ်ခွေးတွေပြုတ်လို့မဲ့ရွေးကောက်ပွဲကိုစတင်သွားမှာဖြစ်ပြီးမှပြည်သူတွေလည်းပါဝင်လာနိုင်တဲ့လုံဆော်မှုမဟာဗျူဟာတရက်ကိုရေးဆွဲနိုင်ခဲ့တယ်လို့သိရတယ် ပြီးတော့နောက်တစ်ခုကတော့ဒီမွန်ပြည်နယ်နဲ့ဆက်ဆက်တဲ့နေရာဒေသမှာရှိတဲ့စစ်ပေးရေပေးမိပေးဒီဒုက္ခရောက်နေတဲ့ပြည်သူများအတွက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့တိုင်းရင်းသား Federal Unit များနဲ့အခြား Democracy အစုများနဲ့ပူးပေါင်းပြီးတော့မွန်ပြည်နယ်အားကောင်းဖို့ရန်အတွက်နဲ့ပြည်ထောင်စုအင်အားအားကောင်းဖို့ရေးကိုဥတည်ပြီးတော့ Federalism တခုကို အကောင့်ထဲပို့ဆောင်ရွက်သွားနိုင်ရန်ကြိုးပမ်းသွားမည်ဆိုတဲ့အဲရှစ်ဆောင်လုပ်ငန်းရက်တီကိုရေးဆွဲနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသိရတယ်အခုကျတော့မြန်မာနိုင်ငံမှာတည်တည်မှရှိတဲ့ခွေးကလွဲရင်လူတွေအားလုံးကတော့ငြိမ်းချမ်းတဲ့ပျော်ရွှင်တဲ့ကိုယ်နေရာမှာကိုယ်အုပ်ချုပ်ပြီးတော့ကျတော့တိုင်းရင်းသားတွေအားလုံးလက်သွဲပြီးတော့ပျော်ပျော်ရွှင်ရွှင်နေသွားဖို့တာရည်ရွယ်ကြတဲ့သူတွေဖြစ်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ကျတော့မြန်မာနိုင်ငံမှာတခုတီးတော့ The Boot U ပြည်နယ်အကြောင်းပြောချင်တယ်တပုတ်ဦးပြည်နယ်အကြောင်းကကျွန်တော်တည်တဲ့အတိုင်းပဲရှမ်းမြောက်เนาะဆိုတော့အခုရှမ်းမြောက်မှာကြုံတုံးတခုပြောပြချင်တယ်ဒါကဘာလဲဆိုတော့အခုကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဟိုးပူတာဦးကနေမှာကော့တောင်းဝတိလူမျိုးတွေအားလုံးရောပြီးမှနေထိုင်ကြတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တခြားပြည်နယ်နဲ့တိုင်းနယ်မှာရောနှောတာနဲ့ရှမ်းမြောက်မှာရောနှောတာမတူဘူး ိတ်กว่าช้าတယ်ဆိုတော့သူရတယ်ဘာကြောင့်ကြွအဲ့လိုပြောသလဲဆိုတော့အခုဒီရှမ်းမြောက်မှာကเนาะအထူးတစ်ဖြင့်စီးပွားရေးနဲ့ ီရှမ်းမြောက်မှာခရီးသွားလာရေလှုပ်တဲ့သူတွေကင်ဆောင်ရမယ်မတ်ပုံတင်အကြောင်းကိုပြောပြမယ်နော်တခုကတော့ MNDAAD ရဲ့မတ်ပုံတင်ကိုမကင်မနေရဖြစ်တယ်ဘာကြောင့်လဲဆိုသူတို့နဲ့တွေ့တဲ့အခါမှာသူတို့ရဲ့မတ်ပုံတင်ကိုထုတ်ပြရတယ်သူတို့ရဲ့မတ်ပုံတင်ကိုင်နံမှာပဲကိုကန်ဒီထိမ့်ချုပ်ထားတဲ့နေမြေကိုသွားနိုင်မှာဖြစ်တယ်ထို့နည်းတူပဲဝါဒီရဲ့မတ်ပုံတင်ရှိတယ်ဒီဝါဒီရဲ့မတ်ပုံတင်ကတော့တရုတ်လိုရေးထားတယ်ကိုကန်ဒီလည်းတရုတ်နဲ့ရေးထားတယ်ပေါ့နော် သူတို့ရဲ့မပုံတင်နေမကြိုက်မဲနဲ့ဝပြင်းနေကိုလုံးဝသွားလို့မရဘူးဆိုတာဖြစ်တယ်နောက်တစ်ခုကတော့ TNLD လုတ်ထားတဲ့မပုံတင်အခု TNLD ကမပုံတင်ပဲမဟုတ်ဘူးကားတွေတောင်သူတို့ရဲ့သစိမ့်နေဖြစ်သွားတယ်ဆိုတော့အခုဒီ TNLD ရဲ့မပုံတင်ကြိုက်ဆောင်ရမယ်လို့ပြောတယ်ပြီးနောက်တစ်ခုကတော့ KIO ထုတ်ထားတဲ့မပုံတင်ပြီးရင်နောက်ဆုံးတစ်ခုကတော့မြန်မာနိုင်ငံမပုံတင်ပေါ့နော်ဆိုတော့ဒီမပုံတင်၅မျိုးရှိတယ်အခုရှမ်းမြောက်မှာနေထိုင်တဲ့သူတွေကတော့ဒီမပုံတင်၅ခုကိုကြိုက်ရမှာဖြစ်တယ် တယ်။ဘာကြောင့်မို့လို့ကင်ရတယ်လဲဆိုတော့ကျတော့ခီးသွားတယ်။ဥမာကိုကဝါအရင်နဲ့တွေ့တယ်ဆိုလို့ရှိရင်ဝါမပုံတင်ထုတ်ပြဖို့ရန်အတွက်လိုအပ်တယ်။ကိုကနဲ့တွေ့လို့ရှိရင်လည်းကိုကနဲ့မပုံတင်ထုတ်ပြဖို့လိုတယ်။ဆိုတော့စီပေါ်ရေလုတ်တဲ့သူဒီခီးထွက်များတဲ့သူဒီကတော့ဒီမပုံတင်၅ခုကိုနော်မဖြစ်မနေကိုင်ဆောင်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်နော်။ဆိုတော့ကိုကျမတို့နောက်ဒရင်တပုတ်နေနေကတော့ဗီဒီယိုတူတူလေးကိုကျမနဲ့တူတူကြည့်ရအောင်เนาะညောင်မျိုးတော့တော်ရင်မတောင်းကျမ်းနေတဲ့လူတွေကို ်ခဲ့လို့မရှင်းနိုင်ကြတော့ဘူးလားဘာလို့လဲဆိုတော့ဒီညောင်ဦးမြို့နယ်တော်ဝိုင်းမှာဒီရပိုင်းတွေအတွင်းမှာ တောက်လျှောက်ဆိုသလိုတပ်ဖြတ်မှုတွေလုပ်ကြမှုတွေအကြီးအကျယ်ဖြစ်နေတယ်ရက်ွက်ကြီးရောအုပ်ချုပ်ရေးရရှိအဆင့်တွေတွင်မဟုတ်တော့ပဲနောက်တစ်ဆင့်မြင့်လာပြီ ကျောင်းဆရာမတွေကိုတပ်ဖြတ်တဲ့အားကြီးဇာတ်လမ်းတွေကမြင့်တက်လာပြီအခုညောင်ဦးမြို့နယ်မှာဆရာမလင်မယားနှစ်ယောက်ကို PDF တွေကနေမှာတပ်ဖြတ်တယ်လို့ပြောတယ်ပြီးတော့ကျေးရွာမှာရှိတဲ့အုတ်ကြီးတွေကိုလည်းပဲတပ်ဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်းတွေသူပြောသွားတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြွကတော့မန်နေမားတယ်ကြွမဆိုးလို့ချင်းဘူးဒါပေမဲ့ကြွတော့မြန်မာနိုင်ငံမှာဖြစ်ပျက်တဲ့အရာအလုံးဟာစစ်ခွေးတွေကြောင့်ဖြစ်ပေါ်လာခဲ့တယ်လွန်ခဲ့တဲ့အချိန်မှာလည်းကြွတော့ကစစ်တပ်တွေရဲ့အုတ်ချုံမှုအောက်ထဲမှာကြွတော့နေခဲ့ပါတယ်ဒါပေမဲ့ စစ်ခွေးတွေရဲ့လက်ထဲမှာမှမြန်မာနိုင်ငံကြီးကတလောက်ကြီးပြစ်စည်းလာခဲ့တာမရှိခဲ့ဘူးလူပမာတိုင်းရင်းသားတွေဒီဒေါ်လာရဲထဲမှာမပါဝင်ခဲ့တုန်းကလည်းကျွန်တော်ကတော့စစ်ခွေးတွေပြဲသေးတာပြောတယ်ဒါပေမဲ့ဒီလောက်အထိကျွန်တော်ကမဆိုးခဲ့ကြဘူးเนาะဒါပေမဲ့ဒီနေ့ကတော့မြန်မာနိုင်ငံဟာခုတီးတော့လူတဲ့ရင်ဝမ်းတာတဲ့နိုင်ငံဖြစ်တယ်လို့အရင်တော့ကလည်းပြောခဲ့ဖူးတယ်စစ်ခွေးတွေရဲ့လက်အောက်ထဲမှာရှိတဲ့ဒီဝန်ထမ်းတွေဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်အစ်မတမရိုင်းဆိုင်တ ယ်အခုဒီညောင်ဦးကိစ္စနဲ့ပတ်သက်ပြီးတော့မားတယ်မန်တယ်တို့ပြောတာထက်ဒီလိုမျိုးကိစ္စဖြစ်ပေါ်လာဟာအထူးသဖြင့်စစ်ခွေးတွေကြောင့်နာကြီးချက်တွေကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နော်ဆိုတော့ဆက်ပြီးမှနားထောင်ကြည့်ရအောင်ညောင်မင်းကံဖရညောင်မင်းကံကြီးပါကျေးဇူးများတဲ့ကျောင်းခွဲမှာတာဝန်ထမ်းဆောင်နေတဲ့သက်42နှစ်အရွယ်ကျောင်းဆရာမဒေါ်နီလာဝင်းအဲ့ဆရာမရဲ့သူ့ရဲ့ယောက်ျားရဲ့သူ့ရဲ့ညီမရဲ့ပေါ့နော်၃ယောက်ကကျောင်းဝင်းထဲမှာရှိတဲ့ဝန်ထမ်းလိုင်းကမှာရှိနေတဲ့အချိန်အဲ့ချိန်မှာ PDF အဖွဲ့ တပ်ဖက်သမား9ယောက်ကစိုက်ကလေးစီးနဲ့ရောက်ချလာတယ်။သူတို့ကနဒီစီရီယံမလုတ်တာရဲ့နောက်တစ်ခုက PDF တွေလှုပ်ရှားမှုထောက်ခံအားပေးမှုမရှိဘူးသို့မဟုတ်မကြိုက်ဘူးမနစ်သက်ကြောင်းပြတ်သားမှုပြောဆိုမှုရှိကောင်းရှိလိမ့်မယ်။အဲ့ဒါကိုပြောရကောင်းလားဆိုပြီးတော့အဲ့ဒီဝန်ထမ်းလိုင်းကရှေ့တိရောက်လာတယ်။ရောက်လာပြီးတော့အစီအမဒေါ်နီလာဝန်းနဲ့သူ့ယောက်ျားဖြစ်သူဦးဇော်လက်သူတို့နှစ်ယောက်စလုံးကိုဝန်ထမ်းလိုင်းကနေဆွတ်ထုတ်ပြီးတော့လိုင်းကရှေ့မြေကွက်လက်ထက်မှာပနနဲ့ပြစ်တပ်လိုက်တယ်။မျက်လုံးထဲမှာမြင်အောင်ကြည့်ပါခင်ဗျားလည်းခင်ဗျားဇနီးနဲ့အိမ်ထဲမှာရှိနေတဲ့အခြေအဲ့ဒီအချိန်မှာတနက်ကင်ထားတဲ့ ကျက်ဖက်သမား900လောက်ကရောက်ချလာတယ်။သနနဲ့ထောက်ပြီးအိမ်နဲ့ကိုုတ်ဆွဲခေါ်ထွက်လာတယ်။အိမ်ရှိမြေကွက်လက်လုံးမှာလူမြင်သူမြင်လူမြင်ခွင်းထဲမှာတွန့်လှဲ့ပလိုက်တယ်ပြက်ထဲပလိုက်တယ်။နေမင်းကစားပြီးပြောတယ်ပြီးတော့ဒိုင်းတိုင်းနဲ့ဒိုင်းတိုင်းနဲ့သနနဲ့ပြစ်သားပလိုက်တယ်။ခင်ဗျားတို့အဲ့ဒီမြင်ခွင်းကိုမျိုးလုံးထဲမှာမြင်လား။အဲ့ဒီမြင်ခွင်းကိုမြင်လားလို့ကျွန်တော်ပြန်မေးပါမယ်။ဒီမြင်ခွင်းကိုမြင်တယ်ဆိုရင်အဲ့ဒီမြင်ခွင်းကနေခင်ဗျားတို့ဘာခံစားမိလဲ။ကောင်းတယ်ဝမ်းသာတယ်လို့ပြောမလား။ဒါမှမဟုတ်ဒါကြီးကမယဲလိုက်တာလို့ပြောမလား။ကောင်းတယ်ဝမ်းသာတယ်လို့ပြောရင်ခင်ဗျားအချမ်းဖတ်သမားအားပေးနေတာ။လူသက်သမားအားပေးနေတာလူသက်မှုကိုအားပေးနေတာခင်ဗျားတို့။အေးအဲ့ဒါကြီးက မရိုင်းလိုက်တာကွာကြမ်းတက်လိုက်တာရိုင်းဆိုင်လိုက်တာကွာလို့ခင်ဗျားတို့ခံစားမိရင်တော့ခင်ဗျားတို့လူစိတ်ရှိသေးတယ်ခင်ဗျားတို့အေးချမ်းသာနေချမ်းနေခြင်းနဲ့စိတ်ရှိနေသေးတယ်ခင်ဗျားတို့အဲ့လိုအနိုင်ကျင့်တာကိုလည်းမကြိုက်ဘူးဆိုတဲ့စိတ်ရှိနေသေးတယ်ပြည်ရတဲ့အဲ့လိုကုံဆွဲခေါ်ပြီးတော့ပြစ်တာတစ်ဖြစ်စဉ်ကမနေ့ကမနေ့ရှင်းနိုင်ကြတော့ဖြစ်သွားတယ် ကျောင်းဆရာမနဲ့သူ့ယောက်ျားကိုအစိုးရဝန်ထမ်းကြီးအဆောင်ရဆဲမှာရှိတဲ့ကွင်းပြင်မှာတပ်ပစ်လိုက်တယ်လို့ပြောတယ်ဆိုတော့ဒီဥစ္စာကိုနော်ကုမျက်စိထဲမှာမြင်ပြီးမှအကောင့်တွေလို့ထင်လေဆိုလို့ရှိရင်တော့အတန်းဖက်ကိုထောက်ခံတဲ့သူဖြစ်တယ်လို့ပြောတယ်ဆိုတော့ non CDMD ကို CDM လောက်ကြပါဆိုပြီးမှအခု9နှစ်ရှိလာပြီကျတော့ okay တယ် ပြီးတော့တို့လူကြီးဖြစ်တယ်ဒီကိစ္စနဲ့ပတ်သက်ရင်မျက်စိထဲမှာမြင်ကြည့်ရင်မလုတ်တင်ဘူးလို့ပြောလို့ရှိရင်လူစိတ်ရှိသေးတယ်လို့ပြောလိုက်လို့ရှိရင်အဝေးကြီးကိုကျမမပြောဘူးဒီမင်္ဂလာဆောင်ပွဲဒီမှာကလေးတွေရှိတဲ့နေရာဒီမှာဘုံကျဲတာတွေအများကြီးရှိတဲ့အထက်ကနေမှမေလမှာဖြစ်ပေါ်ခဲ့တဲ့ဒီဘေးရင် NUG အကြောင်းကိုဘုံကျဲလိုက်တဲ့ဥစ္စာတွေကိုမြင်အောင်ကြည့်လိုက် เนาะဒီဆ iam တွေရှိတဲ့နေရာကို PDF ခုနှစ်ယောက်သွားမှသွားဖမ်းခဲ့တယ်လို့ပဲထားဒါကမြင်ရတယ်ဘာလို့မလဲဆိုတာလဲသိနေပြီဖြစ်တယ်မိဘတွေကနေမှမျောလင့်ချက်တဲ့အများကြီးရှိနေတဲ့ဒီကလေးတွေကိုနင်းတို့ဘုံကျေးတာနင်းတို့မျက်စိထဲမှာမမြင်ရောက်ခဲ့ဘူးလားဆိုတော့အဲ့လိုမျိုးမြင်ရောက်ပြီးတဲ့နောက်ပိုင်းမှာအခုနင်းတို့ဘာပြောခဲ့တယ်လဲအတန်းဖက်တွေရှိတဲ့နေရာကိုဘုံကျေးရမယ်လို့ပြောတယ်ပြီးနင်းတို့ကိုယ်တိုင်စိန်ခေါ်ခဲ့တယ်နင်းတို့တတ်သိရှိတယ်ဆိုလို့ရှိရင်တော့နင်းတို့ယုံခံဖွင့်ပါလားနင်းတို့တတ်သိရှိ တယ်ဆိုလို့ရှိရင်ဒီနင်တို့ရဲ့ NUG တွေရဲ့ယုံနေဖက်ဘယ်မှာရှိတယ်ဆိုတဲ့အဥ္စာကိုပေါ်တင်လောက်ပါလို့ ဒီလောက်ထိနင်တို့အစိမ်ခေါ်ခဲ့တယ်เนาะနင်တို့ဒီရှမ်းမတွေတည်တဲ့ဥစ္စာကိုတော့နင်တို့မျက်စိထဲမှာမြင်ရောင်ပြီးတော့လုတ်တင်နေဆိုလို့ရှင်တော့တဘုံအားပေးတဲ့သူတွေဖြစ်တဲ့အဲမလုတ်တင်ဘူးလို့ပြောလိုက်လို့ရှင်နင်တို့လူစိတ်ရှိတယ်ဆိုလို့ရှိရင်ဒီနေ့ကလေးတငယ်လေးတွေကိုနင်တို့ပြစ်လိုက်လို့တည်သွားတဲ့ကလေးမအေးတွေဘလောက်ရှိသွားပြီလဲဒါတွေကိုနင်တို့မျက်စိထဲမှာမမြင်ရောင်ဘူးလားဒီဘောမတွေရဲ့စိတ်သက်အောင့်အောဆရာကောင်းတယ်သူတို့ရဲ့ခေါင်းကိုလည်းရိုက်ခွဲပြီးမှသူတို့ရဲ့အုံနောက်ကိုကြီးလိုက်လို့ရှိရင်တော့ လူနဲ့တူတဲ့အုံနောက်တော့ထွက်လာမယ်လို့ကြောက်မထင်ဘူးเนาะစစ်ခွေးတွေလှုပ်လိုက်တဲ့ဥစ္စာကိုနင့်တို့ဘက်ကနေမှမဆန့်ကျင်ရင်တောင်မှငြိမ်ငြိမ်နေလေနေရမှာမဟုတ်ဘူး အတန်းပဲတင်ရှိလို့ပြစ်လိုက်တယ်လွန်ခဲ့တဲ့အချိန်မှာဒီကျော်မျိုးမင်းသူ့ပဲပြောခဲ့တယ်ဘာပြောလဲဆိုတော့အခုတော်လန်ရဲတွေရှိတဲ့နေရာမှာစစ်ခွေးတွေဘက်ကနေလည်းလည်းပြစ်မယ်ညလည်းပြစ်မယ်အချိန်မရွေးပြစ်နိုင်တယ်အဲ့အချိန်ကြမှာပဲဒီတော်လန်ရဲတွေကစိတ်ပိုင်းဆိုင်ရာချွေးရွာလာကြလိမ့်မယ်လို့အဲ့လောက်အထိတူပြောခဲ့တယ်အခုဒီနေ့ကြမှာပဲဒီဆံမတွေတတ်တဲ့ဥစ္စာကိုမျက်စီထဲမှာမြင်ရောင်ပြီးတော့နော်လှုပ်တင်တယ်မလှုပ်တင်ဘူးဆိုတာကိုပြောပါလို့ပြောတဲ့အခါမှာ အခုအခုဒီဆံမတွေဆိုလို့ရှိရင် CDM လောက်ပါလို့ပြောထားတာကြားရပြီသူတို့ဘာသူတို့မလုပ်လို့ဖြစ်သွားပြီဘ누구ကမှလည်းကောင်းတယ်မပြောဘူးမကောင်းဘူးလို့လည်းမပြောတဲ့ကလေးတွေကိုနင်းတို့ပြစ်တတ်ခဲ့လိုက်တယ်စစ်ခွေးတွေဒီလိုမျိုးပြစ်လိုက်လို့လို့နင်းတို့ဝမ်းတာခဲ့တဲ့အချိန်ဒီကြီးပဲဒီနေ့ဒီဆံမနှစ်ယောက်တဲတာနဲတဲတယ်လို့တောင်ပြောအောင်မယ်နော်ပြီးတော့ရှင် PDF တွေကဒီဆ iam တွေကိုဘာကြောင့်တတ်တယ်လဲဆိုတာကိုနော်ဘာမှမကြဘဲနဲ့ကို့ဖန်နဲ့ကိုခင်းချင်းတယ်လို့ထင်ပြမအောင်မနေနဲ့ သူတို့ကကဘာမြေပြင်ပေါ်မှာမနေတိမနေထိုက်တဲ့သူမို့လို့ PDF တွေတတ်လိုက်တယ်လို့ပဲခံယူလိုက်မျက်လုံးထဲမှာမြင်ကြည့်ပြီးတဲ့အခါမှာဘာတွေခံစားတယ်လဲဆိုတော့ခံစားတာတွေအများကြီးပဲလူရဲ့အာဏာကိုခွေးတွေမယူနဲ့နင့်တို့ခွေးတွေယူလာလို့ရှင်မြန်မာနိုင်ငံမှာမဖြစ်တဲ့ဖြစ်သွားမှာပဲဆိုတာကိုခံယူတယ်เนาะအဲ့လိုမျိုးကိုနားလေသဘောပေါက်သွားတယ်နင့်တို့ခွေးတွေကဒီလိုနားလေသဘောပေါက်သလားဒီလိုနားလေသဘောပေါက်တယ်ဆိုလို့ရှင်တော့ခွေးကျဘူးကို ပြည်သူတွေရဲ့အာဏာကိုပြည်သူတွေကိုပဲပြန်ပေးပါလို့ပဲပြောလိုက်။နော်အဲ့လိုပဲနားလေတယ်။ခွေးချပူကနေမှနေရတကာကိုဘုံကျဲတိုက်တဲ့အခါမှာနင်းတို့ကနေမှကောင်းတယ်လို့ပြောတဲ့အခါအာယုဆာကအတန်းဖက်ကိုအားပေးတာမဟုတ်ဘူးလား။နင်းတို့ဒီနဲ့ကြောတို့တော်လာရဲတွေကလေးတငယ်ကဆာလူကြီးတွေအားလုံးကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဥစ္စာကိုနင်းတို့ကအတန်းဖက်လို့မမြင်ဘူးလား။ဆိုတော့ဒီဘုံကျဲတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ကဂျွန်16ရက်နေ့ တနာရီလောက်မှာစစ်ပေးရှောင်းနေရလောက်နေထိုင်တဲ့ဇီးတော်ရွာဖုန်ကြီးကျောင်းကို မိထလာလေတပ်ကနေမှလာတဲ့ jet fighter နဲ့ပေါင်300ရှိတဲ့ ဘုံနှလုံးကျဲခဲ့တဲ့စစ်ဆောင်တွေတဲကျဲတာတွေရှိတယ်လို့ဒုက္ခရောက်သွားတဲ့သူတွေအများရှိတယ်အဲ့ထက်မှ warning ဆရာအရန်ကောင်းတာကအခုဇီတိုးရွာဖုန်ကြီးကျောင်းမှာလာနေတဲ့ဒီစစ်ဆောင်တွေဟာ15ရက်နဲ့ညနေပိုင်း9နာရီလောက်မှာခွေးတွေဘက်ကနေမှပေါင်9ရဲ့ဘုံ3လုံးလာကျဲသွားတယ်ဘုံ3လုံးလာကျဲသွားတဲ့အတွက်ကြောင့်တဲကျဲတာတွေရောတန်ရရတဲ့သူတွေအများကြီးရှိတယ်ဒါကြောင့်သူတို့ဗတ်မအုံဆုံးစစ်ဆောင်တဲ့နေရာကနေမှာ ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင်းဇီတော်ဖုန်ကြီးချောင်းကိုပြန်ပြောင်းတာဖြစ်တယ်ဆိုတော့ဒီစစ်ရှောင်းဒီသွားတဲ့နေရာမှာဗတ္တမနေရာမှာလည်းပုံကျဲလို့ဇီတော်ဖုန်ကြီးချောင်းကိုထွက်ပြေးသွားတယ်ဗတ္တမကျဲတုံးကလည်းစစ်ရှောင်းတွေတည်ခဲ့ရတယ်တန်ရရရှိခဲ့တယ်16ရက်နဲ့တုန်းကလည်းပဲအဲတချို့တည်တဲ့သူတွေရှိသလိုကျုပ်ပေသွားတဲ့သူတွေလည်းရှိတယ်ဒါဒီဟာအကြမ်းဖက်မဟုတ်ဘူးလားလက်နက်ကင်ချင်းချင်းတိုက်ကြပါလားဘာကြောင့်မို့စစ်ရှောင်းတဲ့နေရာမှာ15ရက်နဲ့မှပြစ်တယ်16ရက်နဲ့မှလည်းနင်းတို့ပြစ်တယ်စစ်ရှောင်း ေကိုပဲနင်းတို့ပြစ်မှတ်ထားပြမှဘုံလိုက်ကျင်းနေတယ်ဆိုတော့ကိုတော့နင်းမသိဘူးလားနင်းတိတိရဲ့နဲ့ဘာကြောင့်မို့နင်းတို့ခွေးချဘူးကိုကြတော့နင်းဘာမှမပြောဘဲနဲ့ဒီနဲ့ PDF တွေကနေမှဒီဆရာမနှစ်ယောက်ကိုလာတက်တဲ့အခါမှာကျတော့နင်းကအကြံဖက်ကိုထောက်ခံတဲ့သူလို့နင်းပြောရအောင်နင်းတို့ကအကြံဖက်ကိုမထောက်ခံဘူးလားဒါကြောင့်ဒီလိုမျိုးအမုန်းတီဟာကျတော့မြန်မာနိုင်ငံမှာရှိတဲ့တော်လန်ရဲတွေရဲ့နှလုံးသားထဲမှာစူးနစ်နေအောင် နာကျင်တဲ့အတွက်ကြောင့်လူတက်တဲ့ဥစ္စာကို လူတက်တဲ့ ယ်လို့မမြင်ဘဲနဲ့သရစ်ဆန်တကောင်တတ်တယ်လို့နင်တို့ကငိုလို့လိုက်တက်နေတာနော်မြင်မြင်မထားပါအကြမ်းဖက် PDF ဖွဲ့ကဘာလို့နေလဲဆိုတော့ကျွန်တော်၁၄နှစ်မနက်၉နာရီလောက်မှာမန္တလေးဆရာကြီးညောင်းဦးမြို့နယ်အမှတ်၁ရပ်ကွက်တိတိမင်္ဂလာရပ်မှာရှိတဲ့ Grade 12တက္ကသိုလ်စာအုပ်ပဲဖြေမဲ့ကျောင်းသားတွေရောက်ရှိတဲခုံနေတဲ့နေရာမှာကလေးတွေစာအုပ်ဖြေကိုသွားနေချိန်မှာသူတို့ရဲ့ကျန်ခဲ့တဲ့မိဘတွေကိုလှမ်းပြီး PDF ဖွဲ့ချင်းချောက်တယ်စာအုပ်ပဲသွားမဖြေနဲ့ဖြေလို့ရှိရင်မင်းတို့ရဲ့ဒါမင်းတို့ရဲ့မိဘတွေတေးနိုင်တယ် တက်ပြင်းတက်ပြင်းမှာသို့မဟုတ်မင်းတို့ကလေးလည်းသိနေရတက်ပြင်းတယ်ဒါပြောတာအဲ့တော့ဆိုတော့မိဘတွေကချင်းချောက်ခံရတော့မထူပါဘူးဆိုကလေးတွေကိုတဲခိုးတဲ့နေရာတော့ခေါ်ပြီးတော့ပြန်ခေါ်လာရတယ်ပုံဖြစ်သွားတယ်ဆိုတော့ PDF ရဲ့ရက်ဆက်တဲ့လုပ်ရည်တွေဖြစ်နေတာ PDF အဖို့အုပ်စုတွေကဘာဖြစ်လို့ကလေးတွေကိုစာဝတ်မဖြေခိုင်းလဲလဲဆိုတော့မေးဦးပုံကလည်းပြောရင်ပညာတတ်မှကြောက်တာပညာတတ်ရင်စင်ကြင်တုံတရားရှိလာမယ်အသွေးခေါ်ရှိလာမယ်စဉ်းစားတတ်လာမယ်အဲ့ခါကျရင်ဒီ PDF တွေလုပ်ရည်ကမှားတယ်ဆိုတော့သိလာမယ်အဲ့ကျရင် PDF တွေမိုင်းတိုက်ချင်သလိုတိုက်လို့မရတော့ဘူးအဲ့လိုလူတွေများလာရင် PDF တွေနေရာကျင်းသွားမယ်အဲ့တော့ तू ကသူ့ဒေတာမှာစာမတ်တပ်ပေမတ်တောက်ကောင်တွေပုံများဖို့ကိုကြိုက်တယ် ်ကိုစာမတ်ပင်ပြဖြစ်တိုင်းနောင်လာမဲ့ကလေးငယ်တွေကိုစာမတ်ပင်ပြဖြစ်အောင်လုပ်တယ်စာတင်ပေးတဲ့ဆရာမကိုတတ်တယ်စာဝတ်ပြမဲ့ကလေးတွေကိုချင်းကြောက်တယ်ဒီလိုရတယ်ကိုလုပ်နေတာကိုပညာရေးကိုအားပေးပါတယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းသိစေချင်တယ်စာဝတ်ပြဖို့ချင်းကြောက်တဲ့ PDF တွေကိုခင်ဗျားဘာလုပ်ပါလဲကလေးတွေကိုစာတင်ပေးမဲ့ဆရာမတွေကိုတတ်ဖြတ်နေတာကိုခင်ဗျားဘာလုပ်ပါလဲအဲ့လိုပဲကျွန်တော်တို့ကမေးရတော့ငါဒီညောင်းထိုးလုံးမှာ PDF တကောင်းမှငါမမြင်ဘူးအကုန်ရှင်းသူအမိတ်တစ်ချက်ပဲလိုတယ်အကုန်ရှင်းပါဒီ2020ရဲ့6လတည်းမှာတေဆုံးတဲ့သူကခင်ဗျားကျွန်တော်ခံမှန်းတာမလို့ဆိုရင်15ရောက်ရှိပြီ grade 12ကျောင်းသားတွေစာမပွဲတော့ဖြစ်မဲ့ဥစ္စာကိုလည်း PDF တွေကတော့သူတို့မိဘတွေကိုကလေးတွေကိုစာမပွဲလုံးဝမဖြစ်ခိုင်းပါနဲ့ဖြစ်တယ်ဆိုလို့ရှိရင်တော့ဘာညာဖြစ်မဲ့ပေါ့ကွာအဲ့လိုမျိုးချိန်ချောက်တယ်လို့ပြောတယ်ဆိုတော့အခုမိဘတွေကကလေးတွေကိုခေါ်ပြီးမှပြန်သွားတယ်လို့ပြောတယ်ဆိုတော့ဘာကြောင့်မို့ PDF တွေကကလေးတွေကိုစာမတင်ခိုင်းတယ်လဲဆိုတော့ကလေးတွေကစာတက်ခဲ့တယ်ဆိုလို့ရှိရင်တော့ PDF တွေကိုမထောက်ခံမှာကိုကြောက်တဲ့အတွက်ကြောင့်လို့ပြောတယ်ဆိုတော့ဒီနေ့ PDF တွေကပညာတတ်သလားမတတ်ဘူးလားလဲကျွန်တော်မဖြေရှင်းချင်တော့ဘူး နင်းတို့စစ်ခွေးတွေကတင်ညာတွေတော့တတ်ခဲ့ကြပါတယ်ဒါပေမဲ့ပညာဆိုတဲ့တဘာဝအုံနောက်ဖျားပေးထားတဲ့အုံနောက် တခုမှနင်တို့မှအလုလုချင်းမရှိဘူးတကယ်လို့သာနင်တို့မှဖျားပေးထားတဲ့အုံနောက်နဲ့အလုလုနိုင်စွာရှိတယ်ဆိုလို့ရှိရင်ဒီနေ့ပြီးသူတွေကိုလည်းနင်တို့ဒီလောက်ကြီးတိုက်နေမှာမဟုတ်ဘူးเนาะနင်တို့သာပညာရှိခဲ့တယ်ဆိုလို့ရှိရင်အခုကတော့ရှူပွားရုံတော်လာရဲတယ်လို့88ရဲခင်းတို့လို့ဒီပြီးသူတွေကမဟုတ်တော့ပါလားအရင်တုန်းကတော့သူတို့ကတော့နားတယ်အခုကျတော့လုံးဝမနာဘဲနဲ့တိုက်နေတယ်ဆိုတော့ငါတို့တခုခုများမားနေသလားဆိုတော့အတွေးခေါ်နင်တို့မှရှိလာလိမ့်မယ်ဒါပေမဲ့နင်တို့ ဟာပညာဆိုတဲ့မိဘကနေမှမွေးလာတဲ့အချိန်မှာပါလာတဲ့အုံနောက်နင်းတို့မှာအလုံးမလုံးဘူးပညာရဲကိုအားပေးတယ်ဆိုတော့မင်းအွန်လိုင်းကအခုဒီဆက်ဆံမတွေကိုတတ်တဲ့ PDF တွေကျောင်းသားတွေကိုချိန်ချောက်တဲ့ PDF တွေကိုဘလို့လုံးမလဲလို့ပြောတာဘလို့မလုံးလို့မရဘူးအခုက နင်တို့ဖိလေလေကြွလေလေဖြစ်လာလို့နင်တို့ဆုံးရှုံးနေရတယ်အခုမင်းရဲ့အွန်လိုင်းကတင်မထူးနေမထူးဖြစ်တဲ့အတွက်ကြောင့်သူကဆက်လုံနေတာနင်တို့ကစဉ်းစားရမယ်ငါတို့တလောက်အထိအော်ပြောနေတာတောင်မှဒီမေအွန်လိုင်းဆိုတော့ခွေးကျဘူးကမလုတ်တာဘာကြောင့်လဲတကယ်လို့တာနင်တို့ရဲ့အမေဘိုက်ထက်ကမွေးလာတဲ့အချိန်မှာပညာပါခဲ့ရင်နင်တို့ဒီစကားပြောမှာမဟုတ်ဘူး နော်ဆိုတော့အခုသူဖြစ်စေချင်တာကတော့အခုဒီညောင်ဦးတဝိုက်မှာရှိတဲ့ PDF အားလုံးကိုရှင်းပါဆိုတော့အမိန့်တစ်ခုပဲကြားချင်တယ်လို့ပြောတယ်ဆိုတော့အခုဒီနေ့နင်တို့မိန့်တစ်ခုမှမချသေးဘူးပေါ့ စခန်းရှုံးသွားလို့ရှင်လည်းဖားပေးလိုက်တာနဲ့ဘူဟာရအဆုတ်ခွာပေးလိုက်ရတာနဲ့နင်းတို့မှလည်းခြားတစ်ပတ်ကိုရမ်းနေတော့တာပဲဆိုတော့အခုမင်းအွန်လိုင်းကညောင်ဦးမှလည်းဒီ PDF တွေကိုဘာမှမလုပ်ပါနဲ့လို့ပြောထားတလားဒီဆိုလို့ရှင်နော်မင်းအွန်လိုင်းဟာဖျက်တီဖြစ်တယ်ဆိုတာကိုသိကြအခုဒီ2025ဒီ6လအတွင်းထဲမှာ PDF ကြောင့်ဟုတ်တယ်မဟုတ်တယ်ထားလိုက်သူပြောတဲ့အရာဆိုလို့6လမှာ14 15ရောက်ရှိတယ်အခုကျတော့ဖကန့်ထဲမှာမေလ29ရက်နေ့ကနေမှဂျွန်16 6ရက်ဆိုတာ18ရက်ပဲရှိတယ်18ရက်ထဲမှာ30နဲ့2ရက်ကိုပြတ်တက်လိုက်ပြီဘလို့ပြောမလားဒါတောင်မှအခုဖကတမနေရာပဲရှိသေးတယ်ခဏတော့ကပြောလို့ဇီကုံးဖုံးကြီးเจ้าမှာဘုံကျဲတက်ခတ်ခဲ့တဲ့ဥစ္စာဒါတွေဘလို့လုပ်မလားရှက်မြောက်မှာဘုံကျဲလိုက်တဲ့ကိစ္စတွေဘလို့လုပ်မလား6လမပြောနဲ့တပတ်ထဲမှာတော့နင်တို့ပြည်သူတွေကိုဘလောက်တတ်လိုက်ပြီလဲလူဖြစ်တဲ့သမင်းစားမှကြီးလာတယ်ဆိုလို့ရှိရင်နင့်ဒီစကားကိုပြောမှာမဟုတ်ဘူးဆိုတော့နင်တိပါပါနော် တိတ်မပြောချင်တော့ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ